ျွတ်တင်ကောင်းမှုကျွစားပြုဟာတဲ့ကျွတ်တင်ကောင်းမှုကျွစားပြုရမလဲလူတိုင်းလူတိုင်းဟာအိုခြင်းဆိုတဲ့ဘေးဒုက္ခလာခြင်းဆိုတဲ့ဘေးဒုက္ခသိခြင်းဆိုတဲ့ဘေးဒုက္ခဒီဘေးဒုက္ခတွေကပြေလို့မလွတ်နိုင်အောင်တနေ့ကြရင်ရှင်းဆိုင်ကြရမှာဖြစ် မရင်ဆိုင်ရခင်ချွတ်တင်ပြီးတော့ကုသကောင်းမှုပြုရမယ်ဒီစကားဟာဘုရားမြတ်စွာဘုရားတိုင်းဟောကြားခဲ့တဲ့သုတ်တန်တွေထဲမှာပါရှိတဲ့စကားတစ်ခုပဲလူတိုင်းလူတိုင်းဘဝတစ်ခုမှာရှင်ဆိုင်တွေ့ကြရတယ်ဆိုတာဘုရင်ဆင်းရဲ၊ဒါရင်ဆင်းရဲ၊တေခြင်းဆင်းရဲလို့ဆိုရက်ဒီဆင်းရဲဒုက္ခတွေကမလွဲမပြေဒီနေ့တစ်ချိန်ကြာလို့ရှိရင်လူတိုင်းလူတိုင်းတတဝါတိုင်းတတဝါတိုင်း ကျုံတွေ့ရမယ်ဆင်းရဲတွေဖြစ်တော့မကျုံတွေ့ခင်ဘာလုပ်ရမလဲလို့ရွေးချယ်မယ်ဆိုရင်တော့ကျုံတင်ပြီးတော့ကုသကောင်မှုလှုပ်ချင်းတည်တာနဲ့သူတို့ကိုရင်ဆိုင်ဖို့အဆင်သင့်ဖြစ်ကြမှာဖြစ်တယ်ဒါကိုဆုံးလို့ရပါဘူးဘာဖြစ်လို့ရောလို့ဆိုတော့ဒီဘေးဒုက္ခတွေကပြေးလို့လွတ်နိုင်တဲ့အနေအထားမျိုးမရှိဘူးပြေးလို့မလွတ်လို့ရှိရင်လည်းရင်ဆိုင်ပြီးတော့တွန်းလှန်ဖို့ရစွမ်းအားရှိသလားလို့ဆိုမရှိဘူးဒါကြောင့် တောင်ဝေကယူတဲ့အနေနဲ့ရှင်ဓမ္မယာနာပုဂ္ဂိုလ်ရှင်မြတ်တွေဆင်ញံတောင်းတကြတယ်အာဂိဆံတက်ခိခန္ဓာဝမစ္စုပြာတိသရတေယောလူတွေကြုံတွေ့နေကြရတဲ့သရဆိုတဲ့ဥခြင်းဆင်းရဲဓာတိဆိုတဲ့နာခြင်းဆင်းရဲမစ္စုဆိုတဲ့သိခြင်းဆင်းရဲအဲ့ဒီဆင်းရဲတွေဟာလူတိုင်းလူတိုင်းတို့လူတိုင်းလူတိုင်းရဲ့ထံပေါက်တို့ မိဘုံကြီးများလူတွေဘက်ကိုဥတီပြီးတော့လောင်းလာတယ်လို့ပဲမိတွေဟာလူတွေဘက်ကိုဥတီပြီးတော့လောင်းလာတယ်လို့အဲ့ဒါလို့ရှင်းဆိုင်ကြရမယ်ဘေးဒုက္ခကြီးတွေကိုကျုံးနေကြရတဲ့အခါမှာလူတွေဟာခြေမကင်မိလက်မကင်မိဖြစ်ကြရတယ်အဲ့ဒီလိုရင်ဆိုင်လာရတဲ့အခါမှာလူတွေမှာအင်အားရှိသလားပြစ္ဆုတ်ခံတုံဗလနတ်တိ ရှင်းဆိုင်ဝတ်ဖို့ရှင်းဆိုင်တိုင်ဖို့ရှင်းဆိုင်ပြီးတော့တွန်းလှန်ပြစ်နိုင်ဖို့အားရှိလားလို့ဆိုမရှိဘူးဘယ်ပုဂ္ဂိုလ်မျိုးမှရှင်းဆိုင်ပြီးတော့တွန်းလှန်ဖို့အားမရှိကြဘူးဒါဖြင့်အားမရှိလို့ရှင်လွတ်အောင်ထွက်ပြေးမယ်ဆိုရင်ရောရမလားလို့ဆိုသဝေါနတိပလာရိတုံပြေးဖို့ရလည်းပဲအဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်လွတ်မြောက်နိုင်တော့ကိုယ်မှာ လင်မြန်တဲ့အဟုံမရှိဘူးတဲ့လင်မြန်တဲ့ဆွမ်းအားတွေမရှိဘူးဒါကြောင့်မို့ရင်ဆိုင်လဲမလန်နိုင်ဘူးပြေးလွတ်အောင်လဲမပြေးနိုင်ဘူးလို့ဒီလိုဆိုလို့ရပေါ့အဲ့တော့သံဃာဝဇင်းမှာမလွဲမသွေကြုံတွေ့ရတဲ့ဒီလိုဆင်းရဲဒုက္ခကြီးတွေရဲ့ဝိုင်းအောင်နှိမ့်ဆက်ခြင်းကိုခံရမဲ့လူသားတွေအနေနဲ့ဘာလို့ရမှာတော့လို့ဆိုတော့ ကျွတင်ကောင်းမှုကြိုးစားပြုလုပ်ဖို့ရဒီတစ်ခုပဲရှိတယ်တခြားလုပ်เสียမရှိဘူးလို့ဒီလိုဆိုလိုတာပေါ့ဘယ်သူပဲဖြစ်ဖြစ်အသက်ရှိရှိနေဖို့ရကြိုးစားအထောက်ကြအောင်ဖြစ်တယ်ကြိုးစားအထောက်ကြတာကတည်းကပဲသို့တော့ကြိုးစားအထောက်တိုင်းအသက်ရှိမှုကိုရနိုင်သလားလို့ဆိုရနိုင်ဘူးနောက်ဆုံးကြတော့ ်မြတ်စွာဘုရားသခင်ကိုရမကြီးကိုတိုင်ပင်လင်တတော်80ရောက်တဲ့အခါအင်းအားတွေကုန်ခန်းပြီးတော့နောက်ဆုံးသိချင်းတရားကိုရှင်းဆိုင်ပြီးတော့သွားကြပညာရမှာဣတရိညာနဲ့ရှင်သာရိပုတ္တရာမထေရဟာလဲတတော်85နှစ်လောက်အရွယ်မှာသိချင်းတရားနဲ့ရှင်းဆိုင်ရတာပဲ တကောရံပါဣတရေရတဲ့ရှင်မောက္ကလံမထေမြတ်ဟာလည်းပဲအလားတူပဲတက်တော်85နှစ်ခန့်သိချင်းတရားကိုရင်ဆိုင်ပြီးတော့သွားကြရှင်သာရိပုတ္တရာတို့ရှင်မောက္ကလံတို့ကမြတ်စွာဘုရားပြိဋိဘံမဆံမီသုံးလေးလားတော့စောပြီးတော့ပြိဋိဘံဆံကြမြတ်စွာဘုရားကအဆုံးလာပြီနေ့မှာပြိဋိဘံဆံတော့မယ်ဆိုတဲ့အချိန် ရှင်သာရိပုတ္တရာတို့ရှင်မောဂ္ဂလံတို့ကတဇောင်းမုံလာပြည့်နဲ့တဇောင်းမုံလာခွဲရှင်သာရိပုတ္တရာမထေရ်ကတဇောင်းမုံလာပြည့်နေ့မှာပြိဋိဘံစံပြီးတော့တဏ္ဍထဲမှာပဲနှစ်ပတ်အကြာရှင်မောဂ္ဂလံလည်းပြိဋိဘံစံသွားရသော်ဘုရားရဲ့လက်ယုံဖြစ်တဲ့ဒီထိတ်တန်းသာဝကကြီးနှစ်ပါးဟာရှင်းစင်နောက်ဆက်ဆိုတာလို့ ဘုရားပြိဋိဗံသစ္စာမီရှေ့ဆက်နောက်ဆက်ကလထဲမှာနှစ်ပါးပြိဋိဗံဆံသွားရတယ်ဆိုတော့တေချာစဉ်းစားကြည့်မယ်ဆိုရင်တော့အလုံးကိုခြေကွဲเสียရကောင်းတဲ့အဖြစ်မျိုးပဲပေါ့အာရောเสียရကောင်းတဲ့အဖြစ်မျိုးပဲပေါ့ညဆောင်ဘုရားကိုယ်တိုင်ကိုကမိန့်ကြားတဲ့စကားလေးတစ်ခုရှိတယ်ဥက္ကာစေလဆိုတဲ့တုတ်တံမှာ ရှင်သာရိပုတ္တရာနဲ့ရှင်မောင်မောင်္ဂလာရှေ့စဉ်နောက်စဉ်ပြိဋိဘံဆံသွားတဲ့အခါမှာတန်ခါပရိသတ်ထဲမှာမြတ်စွာဘုရားကတရားဟောရင်ပါမိတ်ရှိတယ်လေလို့ဆိုပြီးဇန်တော်လေးဘုရားရှိပါတရားနာဖို့စုဝေးပြီးတော့ထိုင်နေတဲ့အချိန်မြတ်စွာဘုရားကအေးဒီကနေ့တန်ခါပရိသတ်ကိုကြည့်ရတာဟာငါစိတ်ထဲမှာ၆ကပ်ကပ် ဖြစ်နေတယ်။သာရိပုတ္တရာတို့ပေါင်္ဂလံတို့မပါတဲ့ပရိသတ်ဟာစိတ်သုံးပြီးတော့၆ကက်ကတ်လို့အားရစရာမကောင်းတဲ့ပရိသတ်မျိုးဖြစ်နေတယ်။ဘာနဲ့အလားတရာတူတယ်လဲလို့ဆိုရင်အိဒ္ဓမကြီးမားတဲ့သစ်ပင်ကြီးမှာအလွန်ကြီးတဲ့အကိုင်းကြီးနှစ်ကိုင်းပဲ့ကျသွားတယ်လို့ပဲသံဃာပရိသတ်တွေမှလည်းပဲအိဗဒမထက်မြက်တဲ့ပုဂ္ဂိုလ်နှစ်ပါး ကျော်ပါသွားတာဟာအင်တမဒီစိတ်ထဲမှာအားနေเสียအားပြော့เสียအနေထားမျိုးဖြစ်တယ်လို့ရသော်ဘုရားကဒီလိုမိတ်ရှိတဲ့စကားကိုကြည့်မယ်ဆိုရင်ရသော်ဘုရားတခင်ကိုတော်မြတ်ပြီပင်လင်အားပြော့เสียကောင်းလိုက်တာလို့ဆိုတဲ့အခြေအနေမျိုးကိုတကယ်တော့အားပြော့လို့ပြောတာမဟုတ်ဘူး ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ခတိုင်းကိုဥဆောင်ပြီးတော့နေတဲ့တန်ခါပိယိတ္တတွေရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်မပါလို့မြတ်စွာဘုရားဟာအချိန်တွေခုမိန်ကြားတာဖြစ်တယ်ပေါ့လောကကြီးမှာလောကကိုအကျိုးပြုတဲ့ပုဂ္ဂိုလ်တွေဆိုတာဟာအသက်ရှင်ဖို့အလွန်ကောင်းတယ်ဘဝလင်းဆိုတဲ့ပရဟိတလုပ်ငန်းကိုလုပ်ပြီးဥဥစီဆောင်ရွက်နေတဲ့ဒီရှင်ဥဒ္ဓမသာရတော်လိုပုဂ္ဂိုလ်မျိုးတွေ အသက်ရှင်နေမယ်ဆိုလို့ရှိရင်သူတို့ကိုအမိပြုပြီးတော့ဘဝမှာရှင်ရဲ့ဒုက္ခကသက်တာနိုင်တယ်ဗျသက်တာပြီးအများကြီးအထောက်အကူဖြစ်မှာဖြစ်တယ်ဟုတ်အဲ့တော့ဒီလိုပုဂ္ဂိုလ်မျိုးအသက်ရှင်နေခြင်းအားဖြင့်အများအတွက်အကျိုးပြုနိုင်အကျိုးပြုမဲ့အလုပ်တွေကိုလုပ်နေသည့်အတွက်ကြောင့်အများအတွက်အားတက်เสียဖြစ်တော်မူဒီကိစ္စမှာတော့အများအတွက်အားပြည့်เสียဆိုတာမျိုးကြုံကြရအောင်ဟုတ် ကောသရမင်းကြီးပြောတဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ကောသရမင်းကြီးကသူ့ရဲ့ fire ID ကိုအလွန်ချစ်တယ်ငယ်ငယ်တုန်းကလည်း fire လက်ပေါ်မှာကြီးလာတော့အဖွားကြီးကလည်းအသက်ရှည်တယ်ကောသရမင်းကြီးရဲ့ fire ID ကအသက်120ပြောင်းနေသွားတယ် fire ကြီးဆုံးသွားတဲ့အခါကျတော့မြတ်စွာဘုရားကြွရောက်လာတဲ့အခါမှာဘုရားကိုဘယ်လိုလျှောက်တုံးဆို ရှင်တရားတဲ့တပည့်တော်ရဲ့ဖွာအေကြီးဆုံးမသွားတာဟာတပည့်တော်အနေနဲ့အင်တမန်နှမျောတန်တာပြီးပါတယ်အကယ်၍များဆင်းရဲရနာတွေပြီးပြီးတော့ဖွာအေကြီးရဲ့အသက်ကိုကယ်ရမယ်ဆိုလို့ရှိရင်လည်းသူဟာဆင်းရဲရနာတွေပြီးပြီးတော့ဖွာအေကြီးရဲ့အသက်ကိုကယ်ခြင်းပါတယ် ဆင်းရဲနာတွေပေးလို့ရမယ်ဆိုရင်လည်းသူဆင်းရဲနာတွေပေးပြီးတော့သူ့ရဲ့ဖွာအေကြီးမဆုံးအောင်သူကဲတင်းနေတယ်ပေါ့ဒီလိုမဟုတ်လို့မြင်းရဲနာတွေပေးပြီးတော့ကဲတင်လို့ရမယ်ဆိုရင်လည်းကဲတင်းနေတယ်ရှင်းရင်းတွေပုံပေးပြီးတော့ကဲတင်လို့ရမယ်ဆိုရင်လည်းကဲတင်းနေတယ်နောက်ဆုံးမှာပေမင်းကိုရွာစားအဖြစ်ဆုချပြီးတော့ ကျေးရတဲ့အပိုင်စားပေးရမယ်ဆိုလဲသူပေးချင်ပါလေ။တိုင်းခရိုင်ကြီးတစ်ခုလုံးကိုပိုင်စားပေးရမယ်ဆိုလဲပိုင်စားပေးချင်တယ်။ဖားရည်ကြီးကိုမသိစေချင်ပါဘူးလို့ရသော်ပြားကိုဒီလိုလျှောက်ခဲ့တာရှိတယ်။အခုလည်းပဲဘဝလင်းပရာဟိတအသင်းမှာရှိနေကြတဲ့ပုဂ္ဂိုလ်တွေဒီလိုပဲခံစားကြရမယ်လို့ထင်တယ်။ ဒီ private လုပ်ငန်းကိုခေါင်းဆောင်ပြီးတော့လုပ်နေတဲ့ဆရာတော်တပါးအသက်ရှင်ရှင်နဲ့လုပ်နိုင်မယ်ဆိုရင်အင်တမအများအတွက်အကျိုးရှိတယ်။ပါဝင်ဆောင်ရရတဲ့ပုဂ္ဂိုလ်ဒီ private ကုသိုလ်တွေရကြလို့ private ကုသိုလ်တွေကိုအမိပြုပြီးတော့နေကြရတဲ့ရှင်ရုပ်ကကြုံကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲဘဝရဲ့ရှင်ရုပ်ခတွေကလည်းတတမှုကိုရကြတယ် အများအတွက်အကျိုးပြုတဲ့ပုဂ္ဂိုလ်တို့အနေနဲ့ဘာလဲပဲကာဝယ်ရကာဝယ်ရသက်ရှင်အောင်တော့ကာဝယ်ခြင်းကြမှာပဲသို့တော်လည်းကာဝယ်လို့ရလားလို့ဆိုတော့မရနိုင်တဲ့အရာဖြစ်တယ်။ရဟန္တာရှင်မြတ်ကြီးတွေပြောတယ်လို့ဟိုခြင်းတရားနာခြင်းတရားသိခြင်းတရားဆိုတဲ့ဒီဘေးဒုက္ခကြီးတွေဟာ ုထံမှာမီးတွေလောင်းလာတယ်လို့ပဲလောင်းလာနေတယ်ရင်ဆိုင်တုံးလံဖို့လဲစွမ်းအားမရှိဘူးလွတ်အောင်ထွက်ပြေးဖို့လဲပဲလျင်မြန်တဲ့အနှုံနှုံတာမရှိဘူးလို့ဒီလိုညီးတော်ပြောဆိုရလောက်အောင်တေချင်းတရားကရှောင်ဖို့နီလန်းဆိုတာလောကကြီးမှာမရှိဘူးလို့ဒီလိုဆိုတာပေါ့နော် ဲ့တော့ဒီလိုနီလာမရှိတဲ့အခါမှာဘာလုပ်ဖို့လိုတော့ဆိုကျွတင်ကောင်းမှု調査ပြုလုပ်နိုင်တဲ့နီလာတစ်ခုကတော့လူတိုင်းလူတိုင်းဟာဥရင်တရားနဲ့ပရင်ဆိုင်ရခင်သိချင်းတရားနဲ့ပရင်ဆိုင်ရခင်ကျွတင်ပြီးတော့ကုသကောင်းမှုလုပ်ရုံမှတပါတခြားဘာမှမတတ်နိုင်ဘူးအချိန်တန်လို့ရှိရင်တော့ဥရင်နာချင်းသိချင်းဆိုမယ်ဆိုတာကို လူတိုင်းလူတိုင်းသိရှိနားလည်ထားကြလောတဲ့လောက်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုကြိုးစားပြီးတော့မပြိမနေရောလောက်ဖို့ပဲဒါဟာအဓိကချက်ပဲလို့အဲ့တော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကအခုလိုအိုခြင်းဆင်းရဲနာခြင်းဆင်းရဲတိတ်ခြင်းဆင်းရဲနဲ့လူတိုင်းလူတိုင်းကြုံကြရတာဖြစ်နေတော့ မကြုံမြင်ပါလို့ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကောသလတန်ရုပ်ပါရသော်ပြဟောထားတာရှိတယ်။ဟောရခြင်းအကြောင်းကတော့ကောသလမင်းကြီးကိုတတိတံဝေကရစေခြင်းလို့ဟောတဲ့စကားကောသလမင်းကြီးကိုတံဝေကဖြစ်စေခြင်းလို့ဟောတဲ့တရားပဲအကြောင်းတိုက်ဆိုင်လာပုံကတော့ဒီလိုပေါ့ có thể là bệnh gì hả? Nhất số bây giờ sẽ được không? Đâu có đi nhiều, nhất số bây giờ đến tốn đi thì sửa lại cả mà. Nên trong cái này tốn chỉ. Thế khác đi à? Nếu mà chỉ lâu thì ạ? Nhất số bây giờ trong đầu người giáo dục là đẹp thế. Bây giờ bảo mà lại, nó nhìn đi để đi về gì à? Nó nhìn đi để. Nó nhìn đi đâu? Nhất số bây giờ gì cũng အနည်းဆုံးတစ်နေ့သုံးချိန်ရောက်ရမယ်တရက်တော့နေ့နဲ့နေခင်းအချိန်မှာကောသလမင်းကြီးကမျက်နှာမသာမရနဲ့သူရောက်လာရောက်လာတော့မြတ်စွာဘုရားကအရှင်မင်းကြီးဒီအချိန်ကြီးမှာဘယ်ကနေပြီးတော့လာခဲ့တာလဲလို့သစ္စာဘုရားမေးတဲ့အခါကျတော့ သူကအတိတ်ချမဖြေဘူးရှင်ပြားတဲ့တပည့်တော်တို့လိုတိုင်းကြီးပြည်ကြီးကိုအုပ်စိုးပြီးတော့ကိုယ်နိုင်ငံခိုင်ကန်းအောင်အားထုတ်နေရတဲ့မင်းမျိုးတွေဟာမင်းနေဆိုတာဟာလှုပ်ရှားကိစ္စတွေအလွန်များတယ်ဗျာတဲ့မလှုပ်ချင်တဲ့လောကမှာပဲလှုပ်ချင်တဲ့လောက ိုင်းပြည်လုပ်ငန်းအတွက်မလုပ်ချင်တဲ့အလုပ်တွေလည်းလုပ်ရတယ်အခုလိုဗိသိက်သွန်းပြီးတော့ဘယံဖြစ်ပြင်မြောက်ထားပြီးဆရာတို့အနာကံကုန်ကိစ္စတွေမှာလွှမ်းမိုးရင်မှုနေတယ်တပည့်တော်တို့မင်းဆိုရာစားတယ်မင်းဆိုရာစားတဲ့အနေနဲ့လုံးစရာအများတည်းမှာ မလုတ်မဖြစ်တဲ့အလုတ်တွေရှိတယ်အဲ့ဒီအလုတ်တခုကိုတပည့်တော်လုတ်ပြီးတော့လာခဲ့တာပါလို့မလုတ်တဲ့လူတွေပြောအဲ့ဒီအလုတ်တွေနဲ့ပတ်သက်ပြီးတော့တပည့်တော်လုတ်ရင်အဲ့ဒီအလုတ်ကနေလာခဲ့တာပါလို့ဆိုလို့ရသော်ဘုရားကသိလိုက်ပြီတာဝတိမြို့မှာဘာတွေပြဿနာပေါ်နေတယ်လဲဆိုတာသိလိုက်ပြဿနာကတော့ဘယင်ကြီးကိုလှုပ်ချံတက်ဖြတ်ဖို့ ပြဿနာတစ်ခုဖြစ်လာဘုရင်ကြီးကဇေရဝံအကြောင်းကိုလာတဲ့အခါမှာတခါတည်းရန်ကိုရံတော်တက်အနည်းငယ်နဲ့လာဇေရဝံအကြောင်းဆိုတာလည်းပဲအန္တဝနဆိုတဲ့တောအုပ်ကြီးနဲ့ဆက်နေတာအန္တဝနတောအုပ်ကြီးကအမှန်တမ်းကြီးမားတဲ့တောအုပ်ကြီးအဲ့ဒီတောအုပ်ကြီးထဲမှာခိုးဆူလူရဲတိုက်ခိုက်နေတဲ့လက်နဲ့ဆွဲကင်ထားတဲ့သဘုံတွေက900လောက်ရှိတယ် ဲ့လို900လောက်ရှိတဲ့သဘုံတွေကတတိကျတော့စီဝေးထိုင်ကောသရမင်းကြီးကဇေရောအကြောင်းကိုပြကြပြလာတယ်တခါတရံကြလို့ရှိရင်ကိုရံတော်တအနည်းငယ်နဲ့သူရောက်ချင်ရောက်လာဒီတခါလာလို့ရှိရင်သဘုံအင်အားလူ900နဲ့ဝိုင်းပြီးတော့ဘီရင်ကြီးရဲ့နန်းထိနန်းစည်းစိမ်ကိုလူရက်ပြီးတော့ဘီရင်ကြီးကိုတတ်ဖြတ်ပြီးတော့ထိနန်းစည်းစိမ်ကိုလူရက်မယ်လို့ တိုင်ပင်ဆွေးနွေးကြဘုရင်ဆိုတာအင်တမကုသခံကြီးမားတဲ့ပုဂ္ဂိုလ်ကြီးမွေးကလေးကဘုရင်နန်းတော်မှာမွေးတယ်ဆိုတာတာမန်ကုသိုလ်နဲ့မွေးတာမဟုတ်ဘူးကုသတော်မူရင်အင်တန်ကြီးမားလို့ဒုက္ခဒုက္ခကာလကမင်းမျိုးဖြစ်တာအဲ့တော့ဘုရင်ဆိုတာဘုံကံကြီးမားတယ်ဘုံကံကြီးမားတဲ့အတွက်ကြောင့် အနဝနာတွေကတဘုံနေရဲ့အစီဝေးအစီစဉ်ပလင်ဟာပေါက်ချသွားသူတို့ထဲကပဲသစ္စာဖောက်ပြီးတော့ဘယင်ကြီးစီသတင်းကြောင်းအောင်ပြောထားဘယ်နေဘယ်ရဲ့ဘယင်ကြီးဇေရဝန်ကြောင်းလာလို့ရှိရင်တော့ဝိုင်းဝန်းတိုက်ခိုက်လူရဲ့ပြီးဘယင်ကြီးကိုဖမ်းလိုက်မယ်လူရဲ့တိုက်ခိုက်ပြီးတော့ဘယင်ကြီးကိုနားခါချလိုက်မယ်ဆိုတဲ့သတင်းဟာဘယင်နာအရင်ရောက်သွား ဘယင်းလေးဆိုတာဘုံကံရှိတယ်ဘုံကံရှိတော့ဒီတရင်ဟာဘယင်းစီจุတင်ရောက်တာမန္တလေးမြို့မှာလဲဒီလိုအဖြစ်မျိုးတွေမင်းမင်းကြီးလက်ထက်တော့ကြုံခဲ့တာပဲလေမြင်းကုန်မင်းသားကြီးနဲ့မြင်းကုန်တိုင်းမင်းသားတို့ဟာသူတို့ရဲ့ဘာတွေးတော်ဖြစ်တဲ့ကနောင်မင်းသားကြီးကိုအိမ်ရှိကနောင်မင်းသားကြီးကိုလောက်ကြံကြ လွတ်ကျန်တက်ဖြတ်ကြတယ်လွတ်ကျန်တက်ဖြတ်မှုဆိုတဲ့ကိစ္စကိုပေါ်လာတယ်အဲ့လိုပေါ်လာတဲ့အခါမင်းတို့မင်းကြီးပါအန္တရာယ်ပြုဖို့အနေထားမျိုးတွေဖြစ်လာ။အဲ့ဒီမှာလောက်ချမှုကတော့သမိုင်းတွေမတန်းနေပဲမှရေးထားတာ။ကတော်မင်းသားကြီးရဲ့ရှေ့မှာညီကိုနှစ်ယောက်ထပြီးတော့ရံဖြစ်တယ်။ဓားဆွဲပြီးတော့ခုတ်တော့တယ်။မှန်တော့ဟန်းဆောင်တာ။ အဲ့ဒီအချိန်မှာကနောင်မင်းသားကြီးကဟဲ့မလုံးကြနဲ့မလုံးကြနဲ့လို့ထတာတဲ့အချိန်မှာဒါကသူ့ဆက်ကိုဆက်ပေါ်ရောက်လာပြီသူဒါနဲ့ခုတ်ခံရဒါနဲ့ခုတ်ခံရရုံမကဘူးမင်းတို့မင်းကြီးပါလမ်းချဖို့ဆိုပြီးတော့သူတို့ရဲ့နောက်ပံလူတွေနဲ့ဝိုင်းဝန်းပြီးတော့ထားလာမင်းတို့မင်းကြီးလာရင်တတ်ဖို့လို့ဆိုပြီးတော့ငပိုက်ကြီးဆိုတဲ့လူတယောက်ကိုအဲ့ဒီမင်းတို့မင်းကြီးပြန်လာမယ်လမ်းမှာလမ်းတော့မင်းတို့မင်းကြီး လမ်းဆောင်ကူးတဲ့နေရာမှာချထားတယ်။မင်းတို့မင်းကြီးကလာတာပဲအဲ့ဒီလမ်းညက်။နန်းတော်ထဲမှာရိုးရိုးရိုးဖြစ်နေတဲ့အချိန်မှာမင်းတို့မင်းကြီးကအဲ့ဒီကလာ။လမ်းပြရောက်နေဒီမှာအဲ့ဒီကနေလာတဲ့အခါကျဒီကုသိုလ်တော်ဖရားလည်းပဲနဲ့လို့ရောက်လာတဲ့အခါအဲ့ဒီသူတို့အဆောင်ချပြီးမင်းတို့မင်းကြီးကိုလှုပ်ချမို့ဆိုလို့ငပိုက်ကြီးကဓာတ်ထန်ဆောင်နေတာကိုတွေ့တော့မင်းတို့မင်းကြီးက ဟဲ့ငပိုက်ကြီးငါ့ကိုကြောကုန်းပြီးတော့လမ်းတော်ပို့ဆန်းဆိုတော့တတ်မဲ့လူကဘယင်းကြောကုန်းပြီးတော့လမ်းတော်ပို့လိုက်ရတာမဖြစ်လို့လို့ဆိုဘယင်းရဲ့ဘုံကံကြောင့်မတောက်ဝော့ဘူးမတောက်ဝော့ရုံနဲ့မကားဘူးကြောပို့ပြီးတော့လမ်းတော်ရောက်အောင်ပို့ပေးလိုက်ရတယ်ဒီလိုဆုံးလို့တာပေါ့နော်အဲ့တော့ကောသလမင်းကြီးလည်းချို့အတူပဲတဘုံတွေကတတ်မဲ့ဖြတ်မဲ့ဆိုပြီးတော့စီမံထားတာတရင်ပေါက်ချားပါတယ် ူတို့ထဲကပဲဘုရင်စီသွားသတင်းပို့လိုက်တာဘုရင်ကြီးကကျွတ်တင်ပြီးတော့စစ်တပ်နဲ့ဝိုင်းပြီးအဲ့ဒီသဘုံ900ကိုဖမ်းဆီးလိုက်ဖမ်းဆီးပြီးတော့ဘုရင်ကလည်းပဲတိုင်းပြည်အုပ်ချုပ်တဲ့မင်းနေဆိုတာသူကတော့တော်တော်မဖြစ်သေးတော့ရဲရဲဆက်ဆက်ပဲအဲ့ဒီသဘုံလေးကိုအေးယူတာဘလို့အေးယူလို့ဆိုစေရွန်ကျောင်းနဲ့တာဝတိမြို့ချားမှာ သဘော900ကိုမျက်နှာချင်းဆိုင်ပြီးတော့ဟိုဘက်ဒီဘက်တယောက်နဲ့တယောက်မြင်နေအောင်မျက်နှာချင်းဆိုင်ပြီးလမ်းဟိုဘက်ဒီဘက်မှာကားစဉ်တင်ပေးထားတာလမ်းတလမ်းလုံးမှာတော့သဘောတွေကိုလက်ဝကတိုင်မှာရိုက်ပြီးတော့ကားစဉ်တင်ထားတယ်အဲ့လိုအလုံးသိအောင်လို့ဆိုပြီးတော့ရသော်ဗျာဆုံးမကြွရလမ်းမှာပဲသူလောက်ထားတဲ့သဘောရှိတယ် ။သောင်းတိမြို့ဝင်တယ်လားဟိုဘက်ဒီဘက်။သဘုံတွေကိုတယောက်နဲ့တယောက်မျက်နှာချင်းဆုံထားပြီးတော့အဲ့ဒီမှာမသိမရှင်ကားစင်တင်ထားတာ။အဲ့ဒီအလုတ်ကိုလုတ်ပြီးတော့အမိတ်ချပြီးသူဇေရောင်းကျောင်းကိုရောက်လာ။ရောက်လာဘယ်ကလာတော့လို့ဆိုတဲ့အခါမှာသူတက်ရိုက်ကြီးမဖြေပဲနဲ့ဘယင်းနေဆိုတာဗျာဟုတ်တယ်ဘယင်းကိစ္စလောက်ရတာပါပဲဆိုပြီးတော့ မလုတ်ချင်တဲ့တပည့်တော်တို့လောက်ရတာပါပဲယာဒုအနာကိစ္စအတွက်တိုင်းပြည်အုပ်ချုပ်ရေးအတွက်လောက်ရပါတယ်လို့ဆိုပြီးတော့လောက်လာရပါတယ်လို့ဒီလိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားကသိတယ်ဒီပြင်ဒါတွေလောက်လာပြီဆိုတာသိတော့ရက်ဆက်တဲ့အလုပ်တွေသူလောက်လာပြီဆိုတာကိုသိတာမြတ်စွာဘုရားကဘုရင်ကြီးကိုရှင်းပြတယ်ဥပမာတစ်ခုနဲ့ပြောတယ် ဘုရင်ကြီးမှာအရာလေးမျက်နှာတမန်တော်တွေထားတယ်။အရှိယကတမန်တော်တောင်ယကတမန်တော်အနောက်ယကတမန်တော်။မြောက်ယကတမန်လို့ဆိုတဲ့ရာဇဒုတမင်းတမန်တွေထားလိရှိတော့အရှိယကတမန်ကနေပြီးတော့ဘုရင်နန်းတော်ကိုသတင်းပို့တောင်ရက်ကတမန်ကလည်းပဲရလာရောက်ပြီးတော့သတင်းပို့တယ်အနောက်ရက်ကတမန်ကလည်းသတင်းလာပို့မြောက်ရက်ကတမ်းပြီးတော့သတင်းပို့တယ် ဘယ်လိုတရင်ပုံတော့လို့ဆိုတော့သူတို့တွေ့ခဲ့တဲ့ကြောက်မဲ့ဖွယ်ရာဘေးစိုးကြီးတွေကိုလာတရင်ပို့ကြတယ်အရှင်မင်းတရားတဲ့လျှောက်ကြပါရစေပါအရှင်မင်းတရားအရေးကြီးတဲ့ကိစ္စတွေကိုလျှောက်ကြပါရစေပါအရှိအယမျက်နှာမှာမိုးလုံးပြိကောင်းရဲ့အထိကြီးမားတဲ့တောင်ကြီးတစ်တောင်ဟာတဖြည်းဖြည်းနဲ့လိမ့်လာနေပါတယ်ဒီကြားထဲမှာရှိတဲ့သရဝါတွေမှန်တယ်ဗျာ တဦးမှမလွတ်ရအောင်ချိတ်ချေပြီးတော့ဒီဘက်ကိုလိတ်လာနေပါတယ်လို့လျှောက်တယ်တောင်အရကတမန်တော်လည်းရှင်ဘုရားတပီးတော့တောင်အရကသတင်းပို့ပါတယ်တောင်အရမှာမိုးလုံးကြီးမိုးထီအောင်ကြီးမားတဲ့တောင်ကြီးဟာတလိမ့်တလိမ့်နဲ့ဒီဘက်ကိုလိတ်လာနေပါတယ်သတော်ဘာတွေအားလုံးကတောင်ချိတ်လို့တည်ဆုံးကုန်ကြပါမယ်ရှင်မင်းကြီးနန်းတော်ဘက်ကိုလိတ်လာနေပါပြီ ရှင်မင်းကြီးလှုပ်တဲ့လှုပ်ထိုက်တာလှုပ်ပါလို့သတင်းပို့တယ်အတောင်ရကတမန်ကလည်းပဲထို့တူပဲညောင်ရကတမန်ကလည်းထို့တူပဲရှင်မင်းကြီးလျှောက်ထားပါရစေအင်တာမကြောက်မဲ့ဖွယ်ရာကောင်းတဲ့အင်တာမြင့်မားတဲ့မိုးတိမ်ကြည့်အောင်မြင့်မားတဲ့ကြောက်တုံးကြီးတောင်လုံးကြီးဟာတပြေးပြေးနဲ့လိတ်ပြီးတော့ဒီဘက်ကိုရွေ့နေတာပါလေအလုံးတတ်တော်ရဲအလုံးဟာတယောက်မှမလွတ်ရအောင် ချိတ်ချေတက်ဖြတ်ပြီးတော့တောင်ကြီးဟာဒီဘက်ကိုလိမ့်လာနေပါတယ်။ဟောအရက်လေးမျက်နှာကတောင်ကြီးလေးလုံးလိမ့်လာနေတယ်ဆိုတာကိုလာသတင်းပို့။ရသော်ဘုရားကဥပမာအနေနဲ့မိရှိတယ်။ရှင်မင်းကြီးတဲ့ဒါဇတမန်၄ယောက်ကနေပြီးတော့အခုလိုတောင်ဘက်ကလည်းကျောင်းဘက်ဖွေရာကောင်းတဲ့တောင်ကြီးလိမ့်လာတယ်။ အရှိရကလည်းလိမ့်လာတယ်တောင်ဘက်ကလည်းလိမ့်လာတယ်နောက်ဘက်ကလည်းလိမ့်လာတယ်မြောက်ဘက်ကလည်းလိမ့်လာတယ်လို့ဒီလိုသတင်းပို့ပြီးဆိုလို့ရှိရင်ဘယ်သူမှလွတ်လန်းမရှိဘူးအဲ့ဒါလို့လွတ်လန်းမရှိတော့တဲ့အခြေအနေမျိုးဆိုလို့ရှိရင်သင်္မင်းကြီးဘာလုပ်မလဲဒီမေခွန်လေးကိုမေးလိုက်အဲ့ဒါလို့ရသတ္တမဏိကအစီရင်ခံပြီးသတင်းပို့ပြီးဆိုရင်မင်းကြီးဘာလုပ်မလဲ ခဏလိုပဲရင်ဆိုင်တိုက်ဖို့အားလည်းမရှိဘူးပြေးဖို့လည်းပဲပြေးဖို့မရှိတော့အဲ့ဒါလိုရင်ဆိုင်လည်းပဲမရင်ဆိုင်လို့လည်းမရပြေးလို့လည်းမလွတ်ဆိုတဲ့အခြေအနေမျိုးကြက်တွေ့နေလို့ရှိရင်တပည့်တော်ဟာကုသိုလ်ကောင်းမှုလုပ်ရုံမှတော့ဘာမှမရှိတော့ပါဘူးမသိခင်ကုသိုလ်ကောင်းမှုလုပ်ဖို့ပဲရှိပါတယ်လို့သစ္စာဘုရားကိုပြန်လျှောက်တယ် ဘာမှတပီတော်ဖို့လုံနေစရာမရှိတော့ဘူးဗျာအညတရဓမ္မစရိယာယကုသိုလ်တရားကိုကြိုးစားဖို့ကျင့်ကြံဖို့သူစရိုက်ဆယ်ပါးကိုကျင့်သုံးလိုက်တာကိုအညတရဓမ္မစရိယာယငြိမ်းချမ်းတဲ့ကုသိုလ်တရားတွေကိုကုသိုလ်တရားများကိုကျင့်သုံးလိုက်တာမှုမှတပါး တပည့်တော်မှာဘာမှလုပ်ဆရာမရှိဘူးတဲ့ကုသလကရိယာယပုံညာကရိယာယကုသိုလ်လုပ်ဖို့ကုသိုလ်တရားတွေစ조사အထုတ်ဖို့ဒီလောကလွဲလို့တပည့်တော်ဘာမှမရှိတော့ပါဘူးတဲ့ဘာဖြစ်လို့လို့ဆိုရင်ပြေလန်းလည်းမရှိဘူးလွတ်လန်းလည်းမရှိဘူးတေချာနေပြီဖေးဒုက္ခနဲ့အချိန်ပိုင်းတောင်လို့တော့တယ်ဖေးဒုက္ခနဲ့ရင်ဆိုင်ရတော့မှလို့ဆိုတဲ့အချိန်မှာ ကုသိုလ်လုပ်ရမှာတော့ဘာမှမရှိတော့ပါဘူးလို့ခေါ်တလာမင်းကြီးကဒီလိုရှောက်တယ်။အဲ့လိုရှောက်တဲ့အခါမြတ်စွာဘုရားကကောင်းပြီမင်းကြီးတဲ့မင်းကြီးကိုအတိအလင်းပြောပြမယ်။